အချင်းကမတော်လားပြည့်ညတကောင်ချင်းစိတ်ညက်ညီမဖရားနဲ့မလမ်းမကမ်းမှာရှိတဲ့ဇေဒီပြည့်တစုပိမှာတော့မောင်ကောင်းတဲ့ခွန်လာတို့တွေအင်းတစ်ချက်နဲ့လှုပ်ရှုပ်နေပါတယ်သူတို့ပြည်မှာတော့သပိန်ဘိုးဒီပတိနယ်လူတယောက်ဟာဟောင်းနွမ်းနေပြီဖြစ်တဲ့လွေအဟောင်းတစ်လုံးကိုခေါင်းကုပ်ပြီးလှဲလျောင်းနေတယ်အဲ့ဒီအချိန်မှာခွန်လာဟာအင်းစာရွက်ကိုကြည့်ပြီးတော့အကိုအကိုအသက်သွင်းတဲ့ခါရကမှန်ရောမှန်ရလားမှန်ပါတယ်ကွာဆရာပြောတော့ကငါတေးချလိုက်မှတ်ထားတာဒါဆို အင်းကအသက်မှမဝင်တာဗျဘယ်နဲ့လောက်ကြမလဲအင်းဆွဲတဲ့နေရာမှာတခုခုများလွဲနေသလားပဲနှစ်ယောက်သားတူတူတင်းနေလုံနေရကြောင်းအိတ်နေတဲ့ကြာယိုမနေတာတော့ပဲနဲ့ဂုံထလာတယ်မင်းတို့နှစ်ကောင်ကွာအတော်ကိုနားကြီးတာပဲငါအိတ်လို့မရဘူးကွာကိုကြာယိုအိတ်မရတာတောင်းမှမှာလေဗျာဒီမှာနည်းနည်းလေးအဆင်မပြေဖြစ်နေလို့ဘာကိုအဆင်မပြေတာလဲကွာပြစမ်းပါဦးကြာယိုဟာမျက်လုံးကိုလက်ခုံနဲ့ပုတ်လို့ဖျောင်းနိုင်ပြီးလင်းအောင်အောင်မှရှိတဲ့အင်ကွက်ကိုငုံကြည့်တယ်အာ မင်းတို့စမားထည့်ထားတာအပေါ်အောက်လွဲနေတာကွတကယ်ဆိုဒီလိုဖြစ်ရမှာကြာယူဟာပလင်ကန်စမားအောက်ခြေကိုလက်ညှိုးနဲ့ထောက်ပြီးတော့အပေါ်ကိုဆွဲတင်တဲ့ချိန်အင်းချက်ဟာပစုံစိတ်ခုံတယ်လို့ထခေါ်ပြီးတော့အင်းချက်လည်းကနေဝဲကရက်တစ်ခုထွက်ပေါ်လာကသုံးယောက်လုံးကိုဆွဲခေါ်သွားခဲ့ပါတယ်ရုပ်တရက်ကြားလိုက်ရတဲ့ကြက်အော်တဲ့ကြောင့်မောင်ကောင်းမျက်လုံးတွေခမင့်မြင့်လေးပွင့်ဟလာတယ်အာခေါင်းတစ်ခုလုံးလေးလံနေပါလားမောင်ကောင်းဟာနှထင်ကိုလက်နဲ့ဖိပြီးထလိုက်ရ သူ့ဝိမမေးမျောနေတဲ့ခွန်လှတဲ့ကြာရုပ်ကိုမြင်ရတယ်။ခွန်လားကိုကြာရုပ်ထားစမ်းပါအောင်ဗျ။ခန္ဓာကိုယ်တွေကိုခက်ဆက်ဆက်လှုပ်လို့ရခွန်လားတို့နှစ်ယောက်လည်းအီအဲနဲ့လန်းလို့လာတယ်။ဟေးကျွန်တော်တို့ဘီဆက်ပြနေကြတဲ့ကိုဘလို့ဖြစ်ပြီးရောက်နေရလဲ။ခွန်လားစကားကြောင့်ကြာရုပ်ကပတ်ဝန်းကျင်ကိုမျက်လုံးပြမျက်စံပြုံနဲ့လှည့်ကြည့်ပြီးတော့နှစ်ဖွေးကိုလက်နဲ့ဖက်ကနေပဲရိုက်ချလိုက်တယ်။သိပါတော့လား။မင်းကုနာကဆွဲနေတဲ့အင်းကအချိန်နောက်ပြန်အင်းလား။ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ။ဟမ်ကိုကြာရုပ် ာပြရမှာလဲကွာမင်းဆွဲခဲ့တဲ့အင်ကြောင့်ငါတို့အားလုံးနောက်ကျောင်းကိုပြန်ရောက်နေပြီကွာဗျာဘလို့ခဲနောက်ကိုပြန်ရောက်နေပြီလို့ပြောတာတကယ်ကြီးအချိန်နောက်ပြန်ကိုရောက်သွားတာလားအခုကဘယ်ခက်လဲဗျဘယ်ခက်ဆိုတာရေးမကြည့်ဘူးကွာမင်းတို့အခုဘလို့ပြန်ရမလဲအဲဒါနဲ့ကိုကြရောကဘလို့ဖြစ်ပြီးပါတာလဲကျွန်တော်တို့ပြန်မရောက်လာမှဆရာကိုပြောဖို့မှားခဲ့တာလေငါကမင်းတို့ဆွဲနေတဲ့အင်မှားနေလို့ပြပေးလိုက်မိတာကွာဒါကြောင့်အတူတူပါလာခဲ့တာဖြစ်မှာ ရောက်လက်စနဲ့မထူတော့ဘူးဗျာ။ဘယ်ခေတ်ကိုရောက်နေလဲဆိုတာ အရင်သိအောင်လုပ်ရမယ်။ဒါမှပြန်ရမယ့်ရက်ကိုသိရမှာ။မောင်ကောင်းကစကားစကိုဖျက်လို့ပုံဝင်ချင်းကိုလိုက်ကြည့်ပေးမယ်။မီးလင်းအောင်ဆလို့ဘာမှမတွေ့ရဘူး။ဒီချိန်မလမကမ်းမှာရှိတဲ့နေရာကနေစီမီအလေးအောင်တက်တက်လေးထွက်ပေါ်လာခဲ့တယ်။ဟိုမှာဗျ။မီးအောင်တွေ့ပြီ။ဖတ်ကြည့်ရအောင်။ဟဲ့ကောင်တွေရန်တမ်းမတော်နိုင်ဘူးကွာ။ငါကမင်းတို့ထပ်ပို့ပြီးတော့ဒီနေရာကိုပို့ပြီးတော့တည်တယ်။နောက်မှာပဲနေ။ ကြာရွေးဝမောင်းကောင်းတဲ့ခေါင်းလာကိုသူ့အနောက်မှာနေဖို့မှာပြီးတော့အလင်းအောင်ရှိတဲ့ဘက်ကိုထွက်လာခဲ့တယ်။ခြေလန်းတရာလောက်ရှောက်ပြီးတဲ့ချိန်မှာတော့အလင်းအောင်ထွက်တဲ့နေရာကိုခရေးမြင်တွေ့ရတဲ့ချိန်တိတ်လိုက်ပါတော့ကွာ။ငါတို့ကမျိုးရိုးအပြင်ဘက်ကနေရောက်နေတာကွာ။မျိုးရိုးအပြင်ရောက်တော့လေဘာဖြစ်လဲဗျာ။ဖွင့်တဲ့အထိစောင့်ရမှာပေါ့။လာပြတော့ရအောင်။မောင်းကောင်းစကားကြောင့်ပဲကြာရွေးဝအင်းကြီးကော်လန်စားကိုဆွဲပြီးတော့ဒီနေရာကမင်းတို့လာတဲ့ခစ်လို့မဟုတ်ဘူးကွာ။အခုချိန်ကစပြီးတော့ငါပြောတဲ့အတိုင်းမနေရင်တော့ နှစ်အောင်လုံးခေါင်းပါပဲနဲ့အိမ်ပြန်ကြရလိမ့်မယ်။ဒါကြောင့်မင်းတို့ဆရာနဲ့ပြန်တွေ့ချင်ရင်တော့ငြိမ်ငြိမ်လေးနေကြဒီလိုပြောကမျိုးနောက်ကိုဖြည်းဖြည်းချင်းတိုးကပ်သွားတယ်။နှစ်အောင်မှလမ်းလျှောက်လာတဲ့လူသုံးယောက်ကိုမြင်တဲ့သကားဆောင်ရမတ်ဟာကြောမှာတိုင်းလွယ်ထားတဲ့လေးနဲ့များကိုထုတ်ယူချိန်တယ်။ဟဲ့ဘာလို့လဲကျွန်တော်မျိုးတို့ကမနေ့ညနေတောရှာထွက်ရင်နဲ့မိုးချုပ်သွားလို့ပြန်ပြီးတော့မဝင်နိုင်တဲ့သူတွေပါမျိုးတကားကအာယုံတက်မှဖွင့်မှာမလို့အစဉ်ပြေတဲ့နေမှာပဲနေကြတကားနာကက်လိုက်တော့ ငါလေးနဲ့များကလူမရွေးဘူးနော်မကပ်ပါဘူးဗျကျွန်တော်မျိုးတို့ကမျိုးတကားဖွင့်တော့မလားလို့စကားထောက်ကြည့်တာပါကြာရိုးကဘန်းနဲ့ရှိစားဆိုတဲ့အကြည့်နဲ့မျက်စာပြတ်တော့မျိုးရိုးနဲ့မလတ်မကပ်မှရှိတဲ့ကိုကိုဝင်အောင်မှဝင်ထိုင်ပြီးတော့တောင်းရောက်တာအေးစီနေကြတယ်ငါပြောတာကိုယုံမလားဒီမှာကမင်းတို့ခက်လို့လှုပ်ချင်တယ်လို့လုံးလုံးမရဘူးကွာယုံပါပြီဗျဒါနဲ့လေဒီမျိုးရိုးပုံစံကိုရင်းရင်းနှီးမြင်မှုတလို့ပဲဆိုလို့မွန်ချွန်းကပြီးတော့ တရေခုပုံစံတွေကအစတနေရာမှာမြင်မှုတလို့ပဲဟာကျွန်တော်လည်းမြင်မှုတလို့ပဲဗျခွန်လာဟာမြို့ရိုးကမျက်မှောင်ကြုံကကြည့်နေတဲ့ရုပ်တရက်လက်ဖြောက်တစ်ချက်တည်တယ်ဟာငဖေးငယ်ဒီဒီမျိုးကငဖေးငယ်မျိုးဆောင်တမှုလောက်ခဲ့တဲ့နေရာမဟုတ်လားဟုတ်တယ်ကွာ မင်းပြောမှငါလည်းသတိထားမိတယ်ဟာတိုက်ဆိုင်တော့လဲကွာငဖေးငယ်ရှိတဲ့နေရာကမှတဲ့တဲ့ရောက်လာခဲ့တာကိုကွာဟဲ့ကောင်တွေငဖေးငယ်ဆိုတာတူရင်းတောင်ကြီးကငဖေးငယ်ကိုပြောတာလားဟာဟုတ်ပါဗျာ ဒီကောင်းကလူ့ဘက်မှာလဲအတော်ကိုစိုးသွက်နေဆိုပဲဒါကြောင့်ဆုံးမဖို့လာခဲ့တာမင်းတို့နှစ်ကောင်လည်းတော့ငါခေါင်းကျင်းလိုက်တာကွာဆရာကလည်းတိတ်ထန်ဝင်နေတော့ငါလည်းဆက်တယ်လို့မရဘူးဒုက္ခပါပဲကွာကိုကြယုကငါဖငယ်ကိုကြောက်လို့လားဘာလို့ကြောက်ရမှာလဲကွာငါကမင်းတို့ကိုစိတ်ပူလို့ပြောတာဆရာကပြောဘူးလေဗျမင်းတို့နှစ်ယောက်ကသူများတက်လို့မသိဘူးတဲ့ဒါကြောင့်စိတ်မပူနဲ့မောင်ကောင်းတဲ့ခေါလာဟာကြီးကြီးကျယ်ကျယ်လှုပ်ပြီးတော့ရောင်လေးထွက်နေတဲ့ကောင်းကင်ကိုမောကြည့်တယ် မကြခင်ချိန်တွင်မှာပဲမျိုးရိုးတကောင်ဖွင့်တဲ့တူတူလှုပ်ရှားသွားလာနေကြတဲ့လူတွေရဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့တယ်။ဟဲ့ကောင်တွေမင်းတို့ဘယ်ကနေလာခဲ့တာလဲ။ရုပ်တရက်ထွက်ပေါ်လာတဲ့တန်းကြောင့်မောင်ကောင်းနဲ့ခွန်လာလို့လှမ်းကြည့်ရ။ရဲမဲဝတ်စုံတွေဝတ်ဆင်ထားတဲ့လူတွေရောက်ကို မြင်တွေ့ရတယ်။ဟဲ့ကောင်တွေငါမင်းနေရာမကြဘူးလား။စိတ်မဆိုးပါနဲ့ဗျာ။ဒီကောင်တွေကဖျားကျော်မျိုးနွယ်တွေမို့လို့စကားမပြောရတာပါ။ကြံရိုးကမောင်ကောင်းတဲ့ခွန်လာကိုမျက်စနဲ့တတိပီးပြီးနောက်ဆုတ်ခိုင်းတယ် ရမတ်တရားဖျားကြုံဆိုတဲ့စကားကြောင့်ဘာမှစက်မမေးတော့ဘဲနဲ့ထွက်သွားခဲ့တယ်။ဒီကောင်တွေကတွေ့တဲ့သူတိုင်းကို အခုလိုပဲလိုက်မင်းနေရလား။ဘယ်ဟုတ်မလဲကွာ။မင်းတို့ဝယ်စားထားတဲ့ပုံကိုလည်းကြည့်အောင်လေ။အခုခေတ်ကာလနဲ့တူလို့လား။ဟုတ်သားပဲဗျာ။ဒီတစ်ချက်ကိုမေ့သွားတာ။အခုကျွန်တော်တို့ဝယ်စားတွေဘယ်ကနေရနိုင်မလဲ။ဖလိုက်တောင်းရမှာပေါ့ကွာ။လာငါးနောက်ကလိုက်ခဲ့ကြ။ကြာရိုးလဲမောင်ကောင်းတဲ့ခွန်လာကိုမြို့ထဲမှာရှိတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားခဲ့တယ်။ကိုကြာရိုး အခုဘယ်ကိုသွားနေရလဲတောင်းစားတွေနေတဲ့စီကိုသွားနေတာဟမ်ဘာလို့ဖို့သွားတာလဲတောင်းစားမဲ့နေရာတစ်ခုယူမလို့ကစကားမများနဲ့လိုက်တာလိုက်ခဲ့ကြာရုံးကတဲရင်ဆုပ်တွေရှိတဲ့လမ်းညာတွေကိုဝင်သွားတဲ့ချိန်ဆုပ်ပြတ်တက်နေရဝက်စားတွေဝက်ဆင်ထားတဲ့လူချို့ဟာသူတို့ကိုထူးဆန်းတဲ့မျက်လုံးနဲ့လိုက်ကြည့်တယ်အဘိုးဒီနေရာမှာဘသူကအကြီးကဲလေဗျကြာရုံးကပိုင်းရင်နဲ့တွန့်နေတဲ့ဖိုးတယောက်ကိုဘေးမှာထိုင်းမိရအဖိုးကတဲရင်တလုံးကိုလက်ညှိုးထိုးတယ် မေယာတခုတော့ရပါစေလို့စွတ်တောင်းရမှာပဲကြာရုပ်ကတဲ့ရင်ရှင်မှာရက်လို့အထက်ကိုကြည့်လိုက်ရနှကမ်းဝဲကောက်ကနဲ့လို့တယောက်စံပြုတ်ကျုံနေရမြင်ရတယ်။နောင်ကြီးကျုပ်ဝင်လာလို့ရလားဝင်ရလေဘာကိစ္စရှိလို့လဲကျုပ်တို့ကဒီမျိုးထဲမှာတောင်ရန်စားတော့ဖို့နောင်ကြီးစီကခွင့်ပြုချက်လာယူတာပါကြာရုပ်စကားကြောင့်စံပြုတ်ကျုံနေရလို့ဟာမတက်ရက်ပြီးတော့နောက်လက်ကြည့်တယ်မင်းတို့သုံးယောက်လုံးကို အရင်ကဒီမှာမမြင်ဘူးဘယ်ကနေလာကြတာလဲတန်းကြည့်တောင်ဘက်ကနေ ကူးလာကြတဲ့သူတွေပါဒါဆိုလည်းပြီးတာပဲတောင်းရန်စားတော့မယ်ဆိုရင်တော့သူနဲ့လိုက်ထက်တဲ့အဝတ်စားတော့ဝယ်ရလိမ့်မယ်ဟိုမှာပုံထားတဲ့အဝတ်တွေကအစင်ပြေတာယူဝေးကြကျေးဇူးပါဗျာခုနကောင်ဘာရဲလုံနေရလဲအဝတ်တွေယူကြလေမောင်ကောင်းနဲ့ခွန်လာတို့လည်းစုပ်ပြဲနန်ဆောင်တဲ့ဝတ်ပုံတွေကနေတင့်တော်တဲ့အဝတ်ကိုယူဝတယ်အဲဒီလိုကြတော့လေမင်းတို့ကတရောင်းစားနဲ့တူတာကွဒီရက်တွေသားကိုရောက်လာပြီးတော့ငါအရေးမှခေါ်တော့ကြမယ်ဆိုတော့ငါကလည်းပြန်ပြီးကြည့်ရှုပေးရမှာပဲဒါနဲ့ မင်းတို့နာမည်တွေကဘာလဲကျုပ်နာမည်ကကြာရိုးပါ သူကငကောင်ဒီကောင်ကငလှပါအေးငါနာမည်ကငဘိုးခေါင်လို့ခေါ်တယ်မင်းတို့တောင်းရလို့ဒီနေ့ကစပြီးမျိုးထဲမှာလှက်ပတ်တောင်းရမယ်တော့ငဘိုးခေါင်စကားကြောင့်ကြာရိုးဟာဝန်တာအာရနဲ့တိုက်အောင်မှာကြာနေရမြေအိုးကိုတလုံးကိုကောက်ယူတာအပင်ကိုထွက်လာတယ်ကြာရိုးတို့ထွက်သွားတော့တိုင်းထဲမှာရှိတဲ့လူကြီးဟာဟောင်းနှန်းဆွေးမိနေတဲ့တက်တာလုံကနေလက်ပတ်နိုင်စုတလုံးကိုထောက်ယူကာကြည့်ရှုတယ်ပြီးတော့ တပင်းရှိတစ်ချက်ကိုလည်းချလိုက်ပါတယ်။ကြာရုပ်ကမြေအိုးကွဲကိုမြောက်လို့လမ်းသွားလမ်းလာလူတွေစီကနေတောင်းရနေပေမဲ့မောင်ကောင်းတဲ့ခေါလာတို့ကတော့လမ်းတောက်မှာစိတ်ပြက်လက်ပြက်နဲ့ထိုင်နေကြတယ်။ဒီချိန်မှာတိတ်လွင်တောက်ပြောင်းတဲ့ဝက်စားတဲ့ဝက်ဆန်တာတဲ့လူအုပ်ကြီးကမောင်ကောင်းလို့ရှိတဲ့လမ်းတွေကိုဝင်လာကြတယ်လို့သူတို့နောက်မှာတော့လက်နက်တွေစိုက်ကင်ထားတဲ့အဆောင်တွေလည်းပါလာခဲ့တာကိုမြင်ရတယ်။ဖက်တောင်းစားတွေဒါကမင်းတို့တောင်းပေါ်လောက်ထားတဲ့လမ်းမဟုတ်ဘူးဖဲကြစမ်း။အဆောင်ရဲမက်တွေက လမ်းဘေးမှာရှိနေတဲ့သထောင်းစားတွေကိုမောင်းထုတ်တာကြောင့်ကြာရုပ်ကမျက်နှာကိုအဝတ်နဲ့ပတ်လိုက်ပြီးတော့မောင်းကောင်းတဲ့ခုံးလာထုံနာကိုရောက်လာတယ်။ဟိုကောင်တွေက main clue တွေရှင်းမှာပါဝါပြနေကြတာ။သူတို့ကဘယ်သူတွေလဲကိုကြာရုပ်။ငါထင်တော့ဝင်းကြီးတပါးပါဆွေမျိုးတွေထင်တယ်။ဒီလိုဝစ်စားတဲ့ပုံကိုကြည့်ရတာဗကံဖျားတွေမှာခဏခဏမြင်မှုတွေ။အကိုဟိုမှာကြည့်ပါအောင်ဗျ။အဲ့ဒါငဖေငယ်မို့လား။ခုံးလာစကားကြောင့်မောင်းကောင်းလှမ်းကြည့်လိုက်ရာမျက်နှာစည်းကိုခက်ကြွကြွစီးပြီးတော့မျိုးတွေဝင်လာတဲ့ငဖေငယ်ကိုမြင်ရတယ်။ မျိုးစောင်းတက်မှုလာတဲ့လမ်းဖိတ်ကြစမ်းငပင်ငယ်နောက်မှာပါလာတဲ့ရဲမက်တွေရဲ့တန်းကြောင့်လမ်းသွားလမ်းလာသူတွေကြောက်ကြောက်ရွံ့နေပဲဘေးကိုဆင်းကဥညွတ်ပြီးတော့အယုသေးပေးတာကိုမြင်ရတယ်။ငပင်ငယ်ဟာသူ့ကိုအယုသေးပေးနေတဲ့လူတွေကိုမျက်လုံးဝန်းကကြည့်တယ်။တနေ့ရောက်မှာတော့ဟေးဟိုတပေါက်မသားငါလာတာကိုဘာလို့အယုသေးမပေးတာလဲခေါမေးစမ်းငပင်ငယ်ဟာလမ်းဘေးမှာစကားပြောနေကြတဲ့လူတွေကိုလက်ညှိုးထိုးပြီးပြောလိုက်ရအနောက်ကပါလာတဲ့ရဲမက်တွေဟာ စကားပြောနေတဲ့လူတွေကိုသဘင်ကနေဆွဲခေါ်လာပြီးတော့ပါးရင်နာတွေကိုပိတ်ရိုက်တယ်။ကျွန်တော်မျိုးတို့တကယ်မမြင်မိတာပါ။မေတ္တာရှိထားပြီးခွင့်လွှတ်ပေးပါ။လူတွေဟာအယိုက်ခံနေကြတဲ့ကနေကြောက်လန့်ကြတဲ့အော်ဟစ်တောင်းမနေ။ဒါကိုငဖေငယ်ကအဖတ်မလို့ခွင့်နဲ့သရွေးနဲ့လှမ်းတွေကရှေ့ကိုဆက်ပြီးတော့ထွက်သွားခဲ့တယ်။ဒီမြင်ကွင်းကိုမြင်တဲ့မောင်ကောင်းတဲ့ခေါင်းလာတော့ဟာထိုင်နေကနေထဖို့အလုံးပါပဲ။ကြာရွေးကလက်ကိုဆက်ကနေဆွဲချတယ်။ဒီလိုမျိုးလုပ်ရင်အကုန်တေကုန်လိမ့်မယ်ကွာ။မသိတယ်လို့နေကြစမ်း။ ဒီကောင်လေးကစိုက်လိုက်မှပါမလုပ်ဖို့မစင်တာနဲ့ငဖေးငယ်ကင်ထားတဲ့ဓာတ်ကရင်ဘတ်ထဲစိုက်သွားလိုက်မယ်ဒီကောင်ကဒီမျိုးမှာပိုကြနေရကိုတခြားတက်မှုတွေကဘာမှမပြောဘူးလားငါစိုက်တင်တော့ဒီမျိုးကငဖေးငယ်ကို အပိုင်စားပေးထားတဲ့မျိုးဖြစ်လိမ့်မယ်လားကွာတခြားနေရာသွားရအောင်ကြာရုပ်ဟာမောင်ကောင်းနဲ့ခွန်လာတော့ကိုလူသူအယောက်ပေါက်နေတဲ့ထန်းတော်ဘက်ကိုခေါ်သွားပြီးတော့သူ့တောင်းလို့ရလာတဲ့မုံစီကျော်နှစ်ခုကိုထုတ်ပြီးတော့ကန့်ပေးတယ်မစားချင်ပါဘူးဗျာကို့ဘာသာပဲစားပါ ဟဲ့ကမူးမနေနဲ့ကွာဘာအရင်ဖြစ်တာပြီးရင်ဒီကနေဘလို့ပြန်ထွက်မလဲဆိုတာစဉ်းစားမယ်ကြာရုပ်ကဖက်နဲ့ထုတ်ထားတဲ့မုန်းစီကျော်တဘက်ကိုမောင်ကောင်းနဲ့ခုံးလာစီကံပေးပြီးတော့ကျန်တဲ့တဘက်ကိုပလုတ်ပလောင်စားတယ်မုန်းစီကျော်စားနေတဲ့ချိန်ထန်းတော်နောက်ဖက်တော်တဲ့ကနေစူးစူးညံ့အတန်ကြားတာကြောင့်တောင်းရောက်တာမတိုင်မထားပဲနဲ့ကြိလိုက်တာအဲ့ဒီမှာဟင်းရွက်တွေကိုချန်တော်နဲ့ကိုထည့်ထားတဲ့မိမပြိုနှစ်ယောက်ဖြစ်နေပြီးသူတို့ဘေးမှာတော့မျက်နှာမှာအရက်အခိုးတွေပြည့်နေတဲ့ယောက်ျား၃ယောက်ဟာဝန်းရံထားတာမြင်ရတယ် အမေတို့နှစ်ယောက်တည်းတော်ထဲမှာဟင်းရွက်တဲ့ခုနေရတာပယ်မှန်းနေပြီပေါ့ဟုတ်လားဒီကအကိုကြီးကလေအမေတို့ကိုကုညီပေးမလို့မေးတာနော်လမ်းဖယ်ပေးပါရှင်ကျမတို့ကိုမနှောက်ရှက်ပါနဲ့လမ်းမဖယ်ပေးဘူးဆိုရင်ဘာလုပ်မှာလဲဘေးကနေဝိုင်းထားတဲ့ယောက်ျား၃ယောက်ဟာမိန်ကလေးတွေလည်းဘေးမှာခြိထားတဲ့ခြေပေါ်ဘာကိုဆွဲဖယ်ပြီးတော့လက်မောင်းကိုစုပ်ခိုင်တဲ့ချိန်ဟင်းရွက်တောင်ရွက်ထားတဲ့မိမပြွေလက်ဟာပါဖို့ကိုဖြောင်းကနေမြအောင်ပဲချသွားခဲ့တယ်အောင်မဒီတပေါင်းမာတွေက ငါတို့ဘာတူလဲဆိုတာမသိကြဘူးနဲ့တူတယ်ဒီလိုပြောပြီးတော့မိမပြိုနှစ်ယောက်ကိုဆွဲလာရန်လာလုံနေတဲ့ချိန်မိန်းကလေးနှစ်ယောက်ကိုယောက်ျားရင်းမာကြီးတွေကအနိုင်ကျင့်နေကြပါလားဆိုတဲ့အတန်းနဲ့တူတူမောင်ကောင်းခွန်လာနဲ့ကြာရိုးတွေ ထမ်းမင်နောက်ကနေထွက်လာတယ်။အောင်မလမ်းတကာမှာလိုက်တောင်းစားနေတဲ့ကောင်းတွေကများကဲကိုလန်းကိုသွားကြစမ်းခမရတို့လည်းမိန်းကလေးတွေကိုမနှောက်ရှက်ပဲနဲ့ကိုလန်းကိုသွားကြငမဲဒီကောင်းတွေမျက်နှာကိုတိတ်ချမှတ်ထားစမ်းယောက်ျား၃ယောက်ထဲက တောင်ရှည်ပစိုးဝတ်ထားတဲ့လူကမောင်ကောင်းတို့ကိုမျက်ဆောင်ထုတ်ပြီးကြည့်တယ်။သရောင်းစားတွေနဲ့စကားပြောတာကောတနာနေပြီ။အယောင်ရဲ့နွားနှုတ်နဲ့ခေါင်းဆေးရမယ်။လာကွာ။ပြန်ကြရအောင်။ဒီလိုပြောပြီးတော့ထွက်သွားတယ်။ကျေးဇူးတင်ပါတယ်။အကိုတို့နဲ့သာမတွေ့ရင်တော့ကျမတို့ညီမနဲ့ကဘွားပြည့်ရမှာ။ဒါနဲ့အမီတို့ကဘယ်ရက်မှနေကြတာလဲ။ထန်တော်အလုံးကအရက်မှနေကြတာပါ။ကျွတ်တို့လိုက်ပို့ပေးမယ်။ဟိုကောင်တွေထပ်ပြီးနှောက်ရှက်နေမှာဆိုလို့ကျေးဇူးတင်ပါတယ်။မင်းညိုဟင်းရွက်တွေပြန်ကောက်ထည့်အောင် မဲညိုးဆိုတဲ့မိန်းကလေးဟာမြေကြီးပေါ်ပြုတ်ကျနေတဲ့ဟင်းရွက်တွေကိုတောင်းတဲ့ကိုထဲတယ်။အကူရုံးနှစ်ယောက်ကဒီအရက်ဒီဒေတာကမဟုတ်ဘူးထင်တယ်။ဘာဖြစ်လို့လဲကွ။စကားပြောတဲ့လေယူလေးတိန်တန်ကဒီကားလူတွေပြောတာနဲ့မတူလို့မေးကြည့်တာ။ဟုတ်တယ်ဗျ။ကျွတ်တို့ကအောက်ပြေအောက်ရွာစားတိပါ။ငါရောက်တာစကားတပြေပြောနဲ့လမ်းလျှောက်လာခဲ့ရာမြို့ပြင်မှာရှိတဲ့စိန်ကျေဖုံအရက်တစ်ခုစီကိုရောက်လာတယ်။သူ့အဆုနဲ့သူမြေးဆိုင်တဲလီဆောက်ပြီးတော့နေထိုင်ကြတဲ့အခြေခံလူတန်းစားတွေဖြစ်ကြောင်းကိုတော့ နေထိုင်မှုပုံစံကိုကြည့်ပြီးခမ်းမန်းမိကြတယ်။ကလေးတွေကဖုံးတထောင်းထောင်းထားနေတဲ့လမ်းပေါ်မှာပြေးလွှားဆော့ကစားနေကြတယ်လို့တချို့ကြတော့လေအရေးရတဲ့အပင်တွေအောက်မှာဖန်ခုံတိုင်းကစားနေကြတယ်။ဒီလောက်ဆိုအန်ရဲ့ကင်းမိထင်ပါတယ်။ကျွတ်တို့ကိုခွင့်ပြုပါဦး။မပြန်ခင်ရင်းနှီးချက်နဲ့တောက်သွားပါအောင်လား။မတောက်တော့ပါဘူးဗျာ။ကျွတ်တို့ဝေစားထားပုံကအဆင်မပြေတော့ပါအဝေးစားကဘာရေးကြည့်လို့လဲဟိုလူယုံမာတွေတဲ့ဆိုင်တော့ဝက်ကောင်စားလာတွေဝတ်ထားပေမဲ့စိတ်တက်ယုံမာကြတယ်လေအကိုတို့ကြတော့ အဝယ်စားမတောက်ပြောင်းပေမဲ့စိတ်ထားကောင်းကြတယ်ဒါကြောင့်မင်းကြီးတို့ကအလဲခေါ်တာပါဟုတ်ကောဟိုကခေါ်နေတာကိုထက်ညင်းလို့မကောင်းဘူးထင်တယ်မင်းတို့နှစ်ယောက်လိုက်သွားငါကဒီကနေပဲစောင့်နေမယ်ကြာရိုးကမောင်ကောင်းတဲ့ခွန်လာကိုလိုက်သွားဖို့ခေါင်းချင်းပြပြီးလူကြီးတစ်ဖက်ဆာလောက်ကြီးမားနေတဲ့ထဏောင်းဝင်အောက်ကိုထွက်သွားတယ်မောင်ကောင်းတို့မင်းကြီးတို့ခြံရှိကိုရောက်တော့ခြံတော်နှစ်ဘက်ကလှုပ်မရအောင်လေးလံလာတာကိုသတိထားမိတယ်အကိုတို့ခြံထဲကိုဝင်ကြလေရတယ်ညီမနောက်မှလိုက်ဝင်ခဲ့မယ်အကို ဒီအိမ်မက သူ့အမေပဲကျန်တာလို့ပြောတယ်နော်ကျွန်တော်ထင်တာမှမဟုတ်ဘူးဆိုရင်ခေါနာစကားမဆုံးခဲ့မှာပဲအိမ်ထဲကနေတောင်မွေးကင်ထားတဲ့အသက်60ရွယ်မိမကြီးတယောက်ထွက်လာတယ်မင်းညိုမေပြိုအိမ်ရှိကဘဲကတရောင်းစားတယ်လေဟိုအမေကလည်းအကိုတို့ကမင်းညိုတို့ကိုလူရန်ကားတွေလက်ကနေလှုပ်အောင်ကူညီပေးခဲ့တာအမေကြီးကမသိလို့ပြောမိတာပါကွယ်လာလာလာအိမ်ထဲကိုဝင်ကြမိမကြီးကမောင်ကောင်းတို့ကိုစိုက်ကြည့်ပြီးပြောရကနေချက်ချင်းဆိုသလို မျက်နှာအောက်ဆိုင်ကျသွားတယ်။အကိုဘယ်လိုလုပ်ကြမလဲ။ဒီအထိရောက်လာပြီးမှမဝင်ရင်လည်းတမျိုးထင်ကြမှာ။သူလဲငါတို့ကိုဘာမှဒုက္ခမပေးလောက်ဘူး။ကဲကွာလား။ဝင်ကြရအောင်။မောင်ကောင်းတဲ့ခွန်လာဟာခြံထဲကိုမဝင်ခင်လက်ညှိုးနဲ့ဆက်ပြတ်ချလိုက်ရာမိမကြီးချက်ချင်းနောက်ပြန်လှည့်ကြည့်ပြီးတော့မင်းတို့ကစက်ကျိုးကိုဖျက်ချနိုင်တယ်ဗောဟုတ်လား။အမေကြီးကဘယ်လိုသိတာလဲ။ငါဆင်ထားတဲ့စက်ကျိုးကိုဖျက်တာငါမသိပဲနေမလား။မင်းတို့လေးတွေက အသက်ငယ်ပေမဲ့ပညာမငယ်ပါလားဒီလိုလူတွေကဘာကြောင့်ဆော့ဆော့ပြက်ပြက်ဝေထားရတာလဲဟဲ့မဲညိုမဲပြိုနင်တို့အကိုရဲ့အဝတ်အစားတွေကိုယူလာပေးစမ်းမဟုတ်တာဒီတိုင်းလည်းအဆင်ပြေပါတယ်အမေကြီးကစေတနာတန်တန်နဲ့ပေးတာပါကွယ်ကဲဝေလိုက်ကြမောင်ကောင်းတဲ့ခွန်လာလေမဲပြိုတို့ယူလာပေးတဲ့အဝတ်အစားတွေကိုတင့်တော်တယ်လို့ဝတ်တဲ့ချိန်ကဲအခုလိုကြတော့လေတန်တန်ပြပြဖြစ်သွားပါလားဒါနဲ့လေအမေကြီးရဲ့သားကိုလည်းမတွေ့ပါလားအမေကြီးရဲ့သားက ူဝနာပုံမျိုးကိုစစ်ချီထွက်တုန်းကကြာသွားခဲ့ပြီ။ဟိုစိတ်မကောင်းလိုက်တာဗျာ။ရပါတယ်ဒါနဲ့လေမင်းတို့ရဲ့ပညာဒီလောက်ထမြောက်လို့ဘယ်ဆရာတွေစီမှာစီးပုခဲ့လဲ။ကျွန်တော်တို့ရဲ့ဆရာကိုအမေကြီးမသိလောက်ဘူး။ကဲကဲကဲစကားဆက်မိလို့မေးကြည့်တာပါ။ရေနွေးလေးတောက်ကြအောင်။ခဏနေအမေကြီးပြန်လာခဲ့မယ်။မောင်ကောင်းတဲ့ခွန်လာတို့လည်းရေနွေးတစ်ခါစီထည့်ပြီးတော့တောက်နေအချိန်အိမ်ထဲကနေထန်နဲ့မန်နဲ့ရုပ်ဖတ်နေတဲ့ကာလာတန်ကိုကြားလိုက်ရတယ်။မောင်ကောင်းတဲ့ခွန်လာ ခုတ်ချက်ချင်းတနောင်းမင်အောက်ကိုလာခဲ့။နားထဲမှာကြားလိုက်ရတဲ့ကိုကြာရိုးတန်ကြောင့်နှစ်ယောက်သားရင်းနေတောင်ကောင်းမတော်တော့ပဲနဲ့မိပြိုတို့ကိုနှုတ်ဆက်ကခတ်တော့ထွက်လာတယ်။တနောင်းမင်အောက်ကိုရောက်တော့ကိုကြာရိုးကိုလက်ပြန်ကြိုတုပ်ပြီးတော့လူတစုကဖမ်းခေါ်သွားတာကိုမြင်ရတာကြောင့်မောင်ကောင်းနဲ့ခွန်လာတို့လည်းအကွက်တစ်ခုမှဝင်ပေါ်မိခြေနေကိုစောင့်ကြည့်တယ်။ဟိုကောင်းနဲ့မှလားကိုအေးဟုတ်တယ်ကွာတို့ကိုမတွေ့လို့ကိုကြာရိုးကိုဖမ်းသွားတာဖြစ်ရမယ်လားကွာနောက်ကနေလိုက်ကြည့်မယ်။မောင်ကောင်းတို့နှစ်ယောက်လည်း ခန္ဓာလန်းကနေလိုက်သွားရင်ကြည့်နေရလမ်းတော့ရောက်မှာတော့ကိုကြာရုပ်ကိုချုပ်ထားတဲ့လူနှစ်ယောက်ဟာမျက်ဖြူလမ်းပြီးတော့ဗဇက်ကနေအမြုပ်တွေထွက်ကာဆက်ငန်ဆက်ငန်ဖြစ်ပြီးလဲကြတော့တာမြင်ရတယ်။ကျန်တဲ့သူတွေလည်းရုပ်တရက်မှုဘာလို့လို့ဘာကံရမှမသိဖြစ်နေတဲ့အချိန်တောင်ရှိပစိုးဝတ်ထားတဲ့လူတွေခြေတွေလက်တွေကောက်ခွေးကမြေကြီးပေါ်လဲကြတော့တယ်။ဒီချိန်မှာမျက်နှာကိုအဝတ်နဲ့အုပ်ထားတဲ့လူတစ်ယောက်ဟာမြင်းကိုဒုံဆိုင်စီထွက်လာပြီးတော့ကိုကြာရုပ်ဘေးမှာရှိတဲ့လူတွေကိုလက်ထဲမှာကင်ထားတဲ့ဝတ်စပိတ်နဲ့ရိုက်တယ်။ရုပ်တရက်မှုလို့ဖမ်းခေါ်လာတဲ့လူတွေအားလုံး ကျောက်လံမီခြေဥတရာထွက်ပြကြတဲ့အတွက်မောင်ကောင်းတဲ့ခုံးလာတော့လဲပုံးနေရကနေထွက်လာပြီးတော့ကိုကြာရိုးလက်မှာခြိထားတဲ့ကျိုးတွေကိုဖြီးပေးနေတဲ့အချိန်မင်းတို့တို့ရောငါတဲကိုရောက်လာခဲ့ဆိုတဲ့အတန်ဟာမင်းဘော်ကနေထွက်ပေါ်လာတယ်။မောင်ကောင်းတို့လည်းအတန်ရှင်ဘသူဆိုတာသိလိုက်တာကြောင့်ကိုကြာရိုးကိုဆွဲပြီးတော့ငဘိုးခေါင်နေတဲ့တဲဘက်ကိုပြစ်ထွက်ခဲ့တယ်။တဲရှိကိုရောက်တော့အိမ်ထဲကနေငဘိုးခေါင်ထွက်လာပြီးတော့မောင်ကောင်းတို့တို့ရောကိုအတင်းဆွဲခေါ်လာတယ် နင်တို့တကွာဘလို့ဖြစ်လို့ငဖေငယ်ရဲ့ညီနဲ့မှပြဿနာဖြစ်ရတာလဲခုနကတောင်ရှင်းတဲ့ပစုံနဲ့ကောင်ကငဖေငယ်ရဲ့ညီလားဟုတ်တယ်ကွာဒီညနေငါမျိုးရဲသွားတဲ့ချိန်မင်းတို့သုံးယောက်ကိုဖမ်းဖို့ပြောနေရငါကြားခဲ့တယ်ဒါကြောင့်သူတို့နောက်ကနေလိုက်ခဲ့တာဒါဆိုအဲ့ဒီသုံးယောက်ကိုတတိလင်းအောင်လောက်တာခင်ဗျားတို့လားငါရောက်တဲ့ချိန်ဟိုသုံးယောက်ကတတိလင်းနေပြီကွာသူတို့ကငါလောက်တာမဟုတ်ဘူးအခုမင်းတို့အပြင်မထွက်ပါနဲ့နင်နေအောင်ငဖေငယ်ကသူ့ညီအခုလိုဖြစ်မှန်းသိရင် တစ်မျိုးလုံးကိုမြေလှမ်းပြီးရှာလိုက်မယ်။ခမည်းကကျွတ်တူကိုဘာလို့အကူအညီပေးတာလဲ။ငါမှအကူအညီရမယ်တာဝန်ရှိတယ်။မင်းတို့ငါစီရောက်လာတဲ့ကတခုခုဖြစ်တော်မယ်ဆိုတာကြိုသိတယ်။ပုံမွေလေးလင်းပြောရင်တော့မင်းတို့ကဒီဘက်ခက်ကလူတွေမဟုတ်ဘူး။ဗျာဒါကိုခမည်းကဘလို့သိတာလဲ။ခဏဆောင်မင်းတို့ကိုပြကြစရာရှိတယ်။ဦးပိုးခေါင်ကတစ်တွေဝါးတွေစပုံထားတဲ့နေရာကနေတစ်တာတစ်လုံးကိုထွက်ယူလာပြီးတော့အဖုံးကိုဖွင့်လိုက်ရအထက်ကနေ က်ပတ်နိုင်တလုံးထွက်လာတယ်။ဒါကလက်ပတ်နိုင်မဟုတ်ဘူးလား။ခမည်းကဘယ်ကနေရလာခဲ့တာလဲ။ငါလည်းမင်းတို့လိုအဖြစ်မျိုးကြုံခဲ့ဘူးလေ။ညောင်ဦးကမ်းပါပြလို့ပျက်စီးခဲ့တဲ့ဇေယျတစီကနေရုံးတက်တာနဲ့ထိထားတဲ့ဌာပနာပစ္စည်းတစ်ခုရခဲ့တယ်။တက်တာထဲမှာတထောတထာရှိတဲ့အင်းတစ်ချက်နဲ့အင်းတို့ကရာရေးထားတဲ့ပရပိုက်တစ်ချက်ရှိတယ်။ငါလည်းအင်းတို့ကရာမှာရေးထားတဲ့အတိုင်းရွှေ့လိုက်တယ်ဆိုရင်ငါမသိတဲ့နေရာတစ်ခုကိုရောက်သွားခဲ့တယ်။ငါရောက်သွားတဲ့နေရာကလူတွေကဘိန်းတစ်ခုပါတဲ့ရင်ကို ခြေထောက်နဲ့နင်းပြီးလိုက်သွားနေကြတာငါလည်းအတော့ကိုအံ့အားသင့်သွားတာမြင်သမျှအရာအလုံးကအထူးဆန်းနေပဲပြီးတော့အဲ့လောကမှာငါဟာရက်ပေါင်း90တတိနေခဲ့ရတယ်ဒါဆိုဒီဘက်ကိတ်ကိုဘလို့ဖြစ်ပြီးတော့ပြန်ရောက်ခဲ့တာလဲတရတော့ငါနေတဲ့ဇရက်ဘုံကိုသပင်ရှိရှိအရာပြင်းတဲ့လူတယောက်ရောက်လာတယ်သူကငါ့ကိုမြင်တော့ကိုနေခဲ့တဲ့မူလနေရာကိုပြန်သွားမလားဒီမှာဇက်နေမလားဆိုပြီးမေးတယ်ငါကဒီမှာမနေခြင်းမူပြန်ကျင်တယ်လို့ပြောတော့သူကခေါင်းငိမ့်ပြတယ်ငါ့ကိုလည်း ဒီနေရာမှာရှိတဲ့ပစ္စည်းတခုကိုအမတ်တရအနေနဲ့ယူခွင့်ပြုတယ်ဆိုတော့ငါလည်းကောက်ရထားတဲ့တရားကိုယူလာခဲ့တာငါကိုပြန်မပို့ခင်သူမှားခဲ့တာရှိတယ်ငါအသက်50ပြည့်တဲ့နေ့မှာလူ၃ယောက်မင်းစီလာလိုက်မယ်သူတို့ရောက်လာခဲ့ရင်ရောတက်တာတလုံးပြေးလိုက်ပါဆိုပြီးမှားခဲ့တယ်ဦးဖိုးခေါကသူအိတ်တဲ့ကြံကိုခွာလိုက်ပြီးတော့အထဲမှာတင်းထားတဲ့ရုံတက်တာကိုထောက်ယူကမောင်ကောင်းတို့ကိုကမ်းပေးတယ်မောင်ကောင်းတို့လည်းရုံတက်တာကိုပုံကြည့်တဲ့အခါမှာတော့ကြေးပြားပေါ်မှာရေးဆွဲထားတဲ့အချင်းဆက်ဝိုင်းပုံစံအင်းတစ်ချက်ရှိတယ် ပြီးမှတော့အင်းဆိုတဲ့ကညစ်တဲ့တချောင်းမိုင်းခံဆက်ကိုနှစ်ရွက်အပူပါနေတာကိုလည်းမြင်ရတယ်။ဒါကမူလအချိန်ကိုပြန်သွားလို့ရတဲ့အင်းပဲ။နောက်ပြီးတော့အင်းဆိုတဲ့ကညစ်တဲ့နဲ့မိုင်းခံဆက်ကိုကဘာလို့ထိုက်တာပြေးတာလဲ။ကိုကြရုပ်ကယုံတက်တာကိုကြည့်ကရေရွတ်တဲ့အချိန်မောင်ကောင်းကလက်လျှောက်တီးပြီးတော့ကျွန်တော်သဘောပေါက်ပြီဗျ။ဒီဆက်ကိုနဲ့ကညစ်တဲ့ကကျွန်တော်တို့လိုရာတုံးဖို့ထည့်ပေးလိုက်တာနေမှာ။ကိုကြရုပ်ခမားကကျုပ်တို့ထက်ပညာဆုံးတော့ကိုပြောက်အင်းလေးကိုစီရင်ပေးပါလား။ကိုပြောက်အင်းကဘာလို့မလို့လဲကွာ။ ငါ့ကိုဒုက္ခမပေးပါနဲ့တော့ကွာလို့ပါဗျာကျုပ်တို့ဒီကိုလာရတဲ့အရေးချက်ကဘာလဲဆိုတာခင်ဗျားသိပါတယ်ကျုပ်တို့ဘာမှမလုပ်ရပါနဲ့တော့မူလနေရာကိုမပြောင်းချင်ဘူးဗျာအတော်ခက်တဲ့ကောင်းနေပဲအေးကိုပြောင်းအင်းဆိုတာအမြဲတမ်းကိုပြောင်းနေမှာတော့မဟုတ်ဘူးနော် နောက်ပြီးတော့ဒိညတကောင်နှက်ခတ်ဆောင်ရင်ပြန်ထွက်ရမယ်မဟုတ်ရင်တော့ငါတို့ဒီမှာပြိမိနေလိမ့်မယ်အချင်းပြန်လှည့်လို့ရတဲ့အင်းရှင်းနေပြီပဲတိုက်တဲ့အချင်းပြန်ထွက်လို့ရပါလေဗျမရဘူးကွာဒီမှာရေးထားတာကြည့်လေစမ်းနှက်ခတ်ကန့်ကြီးတဲ့နေတရက်ထဲမှာ အင်းဟာအသက်ဝင်မှာမင်းတို့ပြဿနာမရှာပါနဲ့တော့ကွာဒါဆိုလေဗျာညတဲ့ကောင်မတိုင်ခင်အရောက်ပြန်ခဲ့မယ်ကိုပြောင်အင်းကိုသာစီရင်ပေးမောင်ချာရိုးတယောက်မောင်ကောင်းတို့နဲ့နားဖို့နေတာကြောင့်ကိုပြောင်အင်းနှစ်ချက်ကိုစီရင်ပြီးတော့ပတ်စက်ထဲမှာငုံခိုင်းထားလိုက်တယ်အင်းငုံမိနေဖို့မှာစမပေါက်ချလိုက်ရမောင်ကောင်းနဲ့ခွန်လာတော့ဟာမျက်စိရှိမှနေပျောက်သွားတယ်ကိုချာရိုးကျွတ်တို့ကိုမြင်ရသေးလားမမြင်ရဘူးကွာပေါက်ကရတွေရှောက်တော့မနေနဲ့နော်ဆော့ဆော့ပြန်ခဲ့ကြဒါဆိုသွားပြီဗျာခွန်လာ မင်းငါ့ကိုမြင်ရလားမြင်ရတယ်လေအခုရောကျွန်တော်ကိုမြင်ရလားငါလည်းမင်းကိုမြင်ရတယ်တို့ကိုသူမှပဲမမြင်ရတာဖြစ်မယ်နှစ်ယောက်သားအုံမျိုးပြီးတဲ့အပြင်မကိုထွက်သွားတဲ့အချိန်ကိုကြရုပ်ဟာကြံနေတဲ့မိုင်းကန်ဆက်ကူမှာလိုအပ်တဲ့အင်းစမတွေကိုရေးဆွဲပြီးနေခဲ့ပါတယ်မောင်ကောင်းတို့မျိုးတဲကိုရောက်တဲ့အချိန်မှာတော့ရဲမက်တွေအားလုံးမျိုးတဲမှာချက်ချင်းလိုက်နေပြီးတွေ့တဲ့လူတွေရဲ့မျက်နှာကိုလိုက်ကြည့်တာကိုတွေ့ရတယ်ဒီကောင်းတွေကျွန်တော်တို့ကိုလိုက်ရှာတာဖြစ်မယ်ဗျဒီပုံစံတိုင်းဆိုတော့ကိုကြရုပ်ရှိတဲ့နေရာကိုတွေ့တော့နိုင်တယ် စိတ်မပူနဲ့ခွန်းလာကိုကြာရောကငါတို့ထပ်ပို့ပြီးတော့စွန်းနေသူ့ဖာသာစီတင်လိုက်မယ်အခုငါတို့ကငါဖေငန်နေတဲ့အိမ်ကိုတော့ကြည့်ရအောင်နှစ်ယောက်သာငါဖေငန်နေတဲ့အိမ်ဘက်ကိုထွက်လာခဲ့ရမောင်စာပြောတဲ့အချိန်မှာတော့ခြေတန်းရှိပြင်းတော့အိမ်တလုံးရှိကိုရောက်လာတယ်ခြံဝင်းဝင်သွားမှာတော့လှန်ကင်ထားတဲ့အဆောင်ရဲမနှစ်ယောက်ရှိပြီးလေကားတက်ဆင်မှလည်းဓာတ်ကင်ထားတဲ့ရဲမနှစ်ယောက်ကင်းဆောင်နေတာတွေ့ရတယ်မောင်ကောင်းတို့လည်းရဲမတွေကြားထဲကနေတိုးဝင်လို့အိမ်ပေါ်ကိုတက်လာတဲ့ချိန်တိုးရင်အင်းကြီးအဖြူ အဝါရောင်တောင်ရှိပစိုးကိုဝစားတဲ့မဖင်ငယ်နဲ့မျက်နှာချင်းဆိုင်ဆုံးတယ်။ငါတဲ့မနက်ဖြန်နန်းတော့ကိုပို့ရမယ်အခုံကောက်တွေအစင်းနေဖြစ်ပြီလား။အတင်ဖြစ်ပါပြီတမို့ဆန်းစပားတွေနဲ့ပဲတွေကိုလည်းလှဲပေါ်တင်ထားပြပါပြီ။ဂရိပါပိုးသားနဲ့တိုးကောင်သေးတွေလည်းတက်တာနဲ့ထည့်ပြီးပြီ။အေးဒါနဲ့ငါးညီကိုတရေလက်အောင်လှုပ်သွားတဲ့ကောင်တွေကိုရောရှာတွေ့ပြီလား။အခုတိတော့ရှာမတွေ့သေးဘူးပြောတယ်။မြို့အဝင်ထွက်ကိုတေချာစစ်ခိုင်းထားတာမလို့မကြခင်ဖမ်းမိမှာပါ။ ။ငတဲ့စကားကြောင့်ဘေးနားမှနားထောင်နေတဲ့မောင်ကောင်းဟာခွန်လာကိုလက်ဆွဲပြီးတော့အခုံနဲ့ကောက်ထားတဲ့ဘက်ကိုထွက်လာတယ်။ဒီအခုံတွေကငပင်းငယ်မတရားကောက်ခံထားတဲ့အရာတွေဖြစ်မှထင်းတယ်။သိချတာပေါ့ခွန်လာ။ဒီကောင်ကသူ့နာမည်ရဖို့လုပ်နေတာ။မျိုးသူမျိုးသားတွေကတော့ငပြက်နေကြပါမယ်။သူကအခုံအကောက်ကိုမတရားတိုးကောက်နေတာမြင်တဲ့အတိုင်းပဲ။ဒီကြားထဲမှာသူတို့နဲ့အဆင်မပြေရင်အကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းနေတာကရှိသေးတယ်။ကျွန်တော်တို့တွေ ဒီကောင်းကိုပညာဘလို့ပေးမလဲ။နည်းနည်းမောင်နဲ့ဒီဆောင်မယ်ကွာ။မောင်ကောင်းနဲ့ခွန်လာတော့လေ။ငဖေငယ်ရဲ့အိမ်မှာလှဲ့ပတ်နေထိုင်ပြီးတော့မောင်နဲ့အချင်းကိုဆောင်းတယ်။မောင်စာပြောချင်ရောက်လာတော့အကောက်ကွန်ပစ္စည်းတွေရှိတဲ့ဘက်ကိုထွက်လာတယ်။အကွန်ပစ္စည်းသိမ်းဆဲတဲ့အိမ်ရှိကိုရောက်တော့အယောက်90ခန်းရှိတဲ့လူတွေဓာတ်လန်လန်တဲ့တွေကိုင်ပြီးတော့ကိန်းတူကိန်းရှင်လှဲ့နေရကိုတွေ့ရတယ်။မောင်ကောင်းနဲ့ခွန်လာတော့လေအဆောင်နဲ့မတိုက်မိအောင်တတိထားသွားပြီးတော့ဂရိပါလေးတွေထားတဲ့အခန်းရှိရောက်မှာအထက်ကနေထွက်လာတဲ့ငဖေငယ်နဲ့တိုက်မိပြီး ှစ်ယောက်သာလဲကြသွားတယ်။တက်မူဘာဖြစ်တော့တာလဲ။ငါဘာနဲ့တိုက်မိတာလဲ။သိချာကြည့်စမ်း။ဘာမှမရှိပါဘူးတက်မူရ။လမ်းလျှောက်နေနဲ့အနောက်ကိုလမ်းကျသွားတာပဲမြင်ရတယ်။မဟုတ်ဘူးကွာ။တက်ခူးနဲ့တိုက်မိတာသိကြတယ်။ဘာမှမရှိဘူးတက်မူရဲ့။ငါဖိငယ်ဟာတက်ခူးကိုမတင်ကားတဲ့မျက်လုံးနဲ့လိုက်ကြည့်ပြီးတော့အိမ်တော်ဘက်ကိုထွက်လာတယ်။ညားကနေတရက်နဲ့လာတဲ့မြောက်ကိုကြာရွေးရဲ့လေပင်ကပိုရှိတဲ့အောင်ဖြစ်လာတယ်။ဒီကောင်းလေးအခုထိမရောက်သေးဘူးကွာ။ တခုခုများဖြစ်နေပြီလားဘာမှမဖြစ်တာတော့သိကြတယ်တခုခုထူချင်တော့မြို့ထဲမှာသတိပေးချစ်ပေးတဲ့တဲ့ထပ်ပေါ်လာမှာညတော်ကရမတွေလာရှာတော့ကခမားကိုမမြင်တာအံ့ဩစရာပဲအိုးဘိုးကောင်စကားကိုကြာယိုးကဘာမှပြောင်းမဖြစ်ပဲနဲ့ရှိပဲရှိတယ်အဲ့ဒီချိန်ကြာယိုးရဲ့နေတဲ့ဆက်မှာရှိတဲ့မွှင်းနှင်းလေးတွေလေတိုးတို့ဖြစ်လာတာကြောင့်လောင်းဝါးနှစ်ဖက်ကိုပိုးပြီးရိုက်ချလိုက်ရာသူ့ကိုမျက်နှာကြီးဖြီးဖြီးကြည့်နေတဲ့မောင်ကောင်းတဲ့ခွန်လာကိုမြင်ရတယ်မင်းမေကလော ရောင်းနေတာဘာလို့အတံမပေးတာလဲငါတို့ကစိတ်ပူနေတာဟိဟိကိုကြရိုးရလဲဗျာကိုကြရိုးစိတ်ပူနေတာကိုထိုင်ကြည့်ချင်လို့အတံမပေးပဲဝင်လာတာမင်းတို့ကိစ္စရောအဆင်ပြေခဲ့လားပြေတာပေါ့ဗျာငဖေငယ်တော့မနေ့ပြန်ကြရင်ချင်မကန်ပြီလက်မကန်ပြီဖြစ်တော့မှာပဲဒါတွေအသာထားအောင်ကွာကောင်းကင်မှာနတ်ခတ်တွေစုံနေပြီဆိုတော့အင်းကိုအသက်သွင်းရမယ်ဒီရောက်တဲ့ချိန်အစားစားရရာကိုညီပေးတဲ့အိုဘိုးခေါင်ကိုကျေးဇူးတင်ပါတယ်ကျုပ်လည်းခမရတို့ကိုသတိရနေမှာပါဒါနဲ့ခမရတို့တို့လည်း ကျုပ်လက်ဆောင်တစ်ခုစီစဉ်ပေးအောင်မယ်။ဦးဘိုးခေါင်ဟာပစ္စည်းတွေရှုပ်ပွားနေတဲ့မိုက်ပုံတွေကနေကျင်းနဲ့လောက်ထားတဲ့ခွက်တလုံးကိုယူကြာရုပ်ကိုပေးခဲ့တယ်လို့မောင်ကောင်းတဲ့ခွန်လာတို့အတွက်လက်မှာပတ်လို့ရတဲ့အစင်းတစားတစ်ခုလည်းပေးတယ်။ကဲအချိန်ကျပြီဆိုတော့အားလုံးလက်တွေကိုတွဲထားကြ။ကြာရုပ်ကတတိပေးပြီးတော့အင်းကိုတတ်သွင်းလိုက်ရအောင်။မောင်ကောင်းတို့အားလုံးဝဲခဲ့တဲ့ကြာတို့လိုလှိုက်ခနဲ့ဖြစ်သွားတယ်။တတိရလာတော့သူတို့ကိုတင်မလီကိုကြည့်ပြီးစိုက်ကြည့်နေတဲ့ဆရာဖြစ်သူကိုမြင်ရတယ်။မင်းတို့အပြစ်မင်းတို့သိလား သိသိပါတယ်ဆရာဆရာပြတဲ့အပြစ်ကိုလည်းခံယူပါမယ်ဒီနေ့ကစပြီးတော့ရက်ပေါင်း30တိတိဒီနေ့မြန်မာရှိတဲ့ဇေဒီပထိုးတွေကိုရောင်းတော့ဖွင့်ကုတော်လောက်ရမယ်အမိုက်တရိုက်တွေကိုတန့်ရှင်းလောက်ရမယ်လောက်ပါမယ်ဆရာကြာယိုမင်းကိုလည်းကြုတ်တပိတွေကိုစာတောင်းဝင်ပါတယ်မဟုတ်တာဆရာရဲ့ဒီကလေးတွေကတစို့ထိုးလောက်တတာကလွှဲရင်စိတ်ရင်းစိတ်ခံကောင်းကြပါတယ်ကျုပ်လည်းမနေ့ပြန်ကစပြီးတော့ဟောရီဂျီကွန်းနဲ့ပတ်စံလိုက်တောင်းရအောင်မယ်ကြာယိုကဥပိုးကောင်ပေးလာတဲ့ဂျီယိုကွန်းကိုမြှောက်ပြပြီးတော့ တချင်းလေးတကြောကြောဆိုကဇေဒီပြက်တွေချားတဲ့ကိုတိုးဝင်ပြီးတော့ပျောက်ကွယ်သွားတယ်။အမေအမေအိမ်ရှေ့မှာအထုတ်တထုတ်လာချသွားတယ်။မယ်ညိုရဲ့တန်ကြောင့်မိခင်ဖြစ်သူအိမ်ထဲကထွက်လာပြီးတော့ကြိလိုက်ရ။အိမ်ကြီးတထဲနဲ့ထုတ်ထားတဲ့အရာတစ်ခုကိုမြင်ရတယ်။ဒီအဝဲကဟိုကောင်လေးတွေဝတ်ထားတာမဟုတ်လား။အထဲမှာဗားတွေများထစ်ထားပါလေ။မယ်ပြူဝအဝဲကိုဖြည့်လိုက်ရ။အထဲမှာအယောင်တက်လက်လက်ထနေတဲ့လက်ဝက်လက်စားတွေကိုတွေ့ရတယ်။အလားတူပဲအိုးပိုးကောင်နေခဲ့တဲ့အစုအရက်လေးမှလည်း အဝိဆောင်နဲ့ထုတ်လာတဲ့ရဲနာပစ္စည်းတွေကိုရခဲ့ကြတယ်။အဲ့ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာမောင်ကောင်းတဲ့ခေါင်းလာတို့ကိုပကန်းနိုင်မြေထဲမှာ